လာပါအောင်ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့တွေဒီခဏေတော့ Grade 11 English Unit 9က The future tense were going to in future continuous ထဲက going to ရဲ့အကြောင်းကို English grammar and use grammar စာအုပ်ထဲမှာကျွန်တော်တို့အတူတူသွားလေ့လာကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Grade 10 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်ဆက်ပြတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာမြတ်တရားခံပြပါစေ။ဒါဆိုရင်ကျွန်တော်တို့ going to အကြောင်းကိုလေ့လာကြည့်ကြရအောင်။ I am going to. I'm going to do something surare. I have already decided to do it. I intend to do it. The The lopo lopo yu. တခုခုကိုလုပ်ဖို့ဆုံးဖြတ်ပြီးသားကိစ္စမျိုးတခုခုကိုလုပ်ဖို့ရည်ရွယ်ပြီးသားကိစ္စမျိုးကိုကျွန်တော်တို့ကသုံးပါတယ်တဲ့ Are you going to eat anything? မြတခုခုစားမလား No, I'm not hungry. Sao? Okay. I hear Sarah won the lottery. ငါ Sarah ထိပောက်တယ်လို့ကြားတယ် what is you going to do with the money သူပစံနေသူဘာလုပ်မလဲမသိဒါသူ့ရဲ့စွန့်ဖြတ်ချက်သူ့ရဲ့ပလန်ကိုမေးတာပေါ့နော် she is going to buy a new car သူကအစ်တတစည်းဝယ်မှာဒါသူဝယ်ဖို့ဆုံးဖြတ်ပြီးသားကိစ္စမျိုးကို going to နဲ့တုံးတာဖြစ်တယ် i'm just going to make a quick phone call can you wait for me ငါဖုန်းပြန်ပြန်လေးဆက်မလို့ငါဆောင်ပေးနိုင်မလားဒါကလည်းသူစီစဉ်ပြီးသားကိစ္စကို going to နဲ့ပြောတာပါတဲ့ this cheese smells horrible the cheese ဒီဒိန်ကဲအနံ့ကအရင်ဆိုးတာပဲ i'm not going to eat it ငါမစားတော့ ဒါဒီသူတခုခုကြောင့်မို့ဆုံးဖြတ်လိုက်ပြီးသားကိစ္စမျိုးကို going to do something နဲ့သုံးတာဖြစ်ပါတယ်တဲ့အဲ့တော့ i'm going to do something ဆိုတာဒီတခုခုကိုပြုလုပ်ဖို့ဆုံးဖြတ်ပြီးသားကိစ္စရည်ရွယ်ပြီးသားကိစ္စမျိုးကို am going to နဲ့သုံးပါတယ်ခင်ဗျာအတိအကျပြောရအောင်နော် be going to ပေါ့နော်ဟုတ်ကဲ့ be မှာပါ session ပြထားလဲဆိုရင် i'm doing and i'm going to do what is the difference between the two phrases i'm doing ဆိုတာကတဲ့ is already fixed or arranged ပုံသေးတက်မှတ်ပြီးသားစီစဉ်ပြီးသားကိစ္စမျိုးဆိုရင် I am doing နဲ့တုံးတယ်တဲ့ For instance you have arranged to go somewhere or meet somebody တစုံတယောက်နဲ့တွေ့ဖို့တစုံတနေ့အရာကိုသွားဖို့စီစဉ်ပြီးသားကိစ္စမျိုးတွေဆိုတော့ I am doing လို့တုံးတယ်တစ်ဖက်က I am going to do ကြတော့ဆုံးတော့ဆုံးဖြတ်ပြီးပြီသူမစီစဉ်ရသေးဘူးဆိုတဲ့ကိစ္စမျိုးကိုတုံးတာဥပမာပြောရမယ်ဆိုရင်တဲ့ I am leaving next week ငါနောက်ပတ်ကိုထွက်မှာ I have bought my flight ငါလေလက်မှတ်ဝယ်ထားပြီဒါစီစဉ်ပြီးသားယူပေါ့နော်ဆုံးလုံးဆုံးဖြတ်ပြီးပြီ စီလေးစီစဉ်ထားပြီးပြီ what time are you meeting emily this evening ဒီညနေမှာ emily နဲ့ဘယ်အချိန်သွားတွေ့မှာလဲဒါသည်တွေ့ဖို့ဆုံးဖြတ်ပြီးသားကိစ္စစီလေးစီစဉ်ထားပြီးသားကိစ္စမျိုးပြောချင်တာတဲ့ i'm going to do something ကြတော့ရော i have decided to do it ပြုလို့ဖို့တော့ဆုံးဖြတ်ပြီးသား maybe i have arranged to do it ပြုလို့ဖို့စီစဉ်ပြီးလဲစီစဉ်ပြီးလိမ့်မယ် maybe not မစီစဉ်သေးရင်လည်းမစီစဉ်သေးဘူးတဲ့ဒါကတော့သူ့ရဲ့နောက်ခုကြတာအဓိကကွာထားချက်ပေါ့နော် i'm doing ကြတော့ စီစဉ်ပြီးပြီးဆုံးလုံးဆုံးဖြတ်ပြီးပြီးပြုလုပ်ဖို့လည်းစီစဉ်ပြီးပြီး I'm going to do something ကြတော့ဆုံးလုံးဆုံးဖြတ်ပြီးပြီး तू မစီစဉ်ရတဲ့လည်းဖြစ်နိုင်တယ်စီစဉ်ပြီးရလည်းဖြစ်နိုင်တယ်ဥပမာ your shoes are dirty မင်းရှူးပြန်တဲ့ကညစ်ပတ်နေတယ် yes i know ငါတိတယ် i'm going to clean them ငါတက်ရှင်းလို့မှာဒါတော့ i have decided to clean them to ဒီရှူးပြန်တဲ့ကိုတက်ရှင်းလို့ဖို့စီကြောဖို့သူဆုံးဖြတ်ပြီးပြီး but i haven't arranged to မစီစဉ်ရသေးဘူးပေါ့ အဲ့မျိုးကိစ္စတွေကို I'm going to clean I'm going to do နဲ့တုံးတာပေါ့နော် I don't want to stay here ငါဒီမှာမနေချင်တော့ဘူး tomorrow I'm going to look for someone else to to stay မနေ့ပြန်ကနေရာအသက်ကိုတနေရာသွားဆောင်မယ်တဲ့အဲ့တော့ဒါဒီ season ပြီးတဲ့ကိစ္စလည်းဖြစ်ဖြစ်မယ်မ season ပြီးတဲ့ကိစ္စလည်းဖြစ်မယ်သို့တော့ဆုံးဖြတ်ပြီးတဲ့ကိစ္စဆိုရင်တော့ I'm going to do နဲ့တုံးတယ် C လက် season ပြီးပြီးဆုံးလက်ဆုံးဖြတ်ပြီးပြီးဆိုရင်တော့ I'm doing နဲ့တုံးပါတယ်တဲ့ comparison ကြည့်ပါအောက်မှာ I don't know what I'm doing tomorrow မနေ့ပြန်ကဘာလုပ်ရမလဲဆိုတာမသိဘူး I don't know my schedule or plans သူရဲ့အစီအစဉ်တွေသူရဲ့ချိန်စရာတွေ तू မသိရ I don't know what I'm going to do about the problem ဒီပြဿနာတော့ရှိနေနေပြီသားဒီပြဿနာနဲ့ပတ်သက်ပြီးတော့မှဘာလို့အောင်လဲဆို तू မသိတာ I haven't decided what to do तू ဘာလို့အောင်လဲဆိုတာကိုမဆုံးဖြတ်ရသေးတာပေါ့နော်အဲ့တော့ဒီလိုမျိုးဒီတစ်ခုခုကိုပြုလို့ဖို့ဆုံးလဲဆုံးဖြတ်ပြီးပြီးစီလဲစီစဉ်ပြီးပြီဆိုတော့ I'm doing တစ်ခုခုကို ပြုတ်လို့ဖို့ဆုံးဖြတ်ပြီးပြီတို့တော့စီစဉ်ပြည့်လည်းဖြစ်နေတယ်ပြုတ်လို့ဖို့မစီစဉ်ရလည်းဖြစ်နေတယ်ဒါမှမဟုတ်ဆိုတော့ I'm going to do something နဲ့တုံးတာတဲ့ often အများလိုလိုတော့အများအားဖြင့်တော့ the difference is small သူတို့နှစ်ခုကြားကကွာခြားချက်ကအရန်ကိုသိငယ်ပါတယ်တဲ့ either form is possible ဒီနှစ်ခုတွေကတစ်ခုခုကိုတုံးလို့ရပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့စက်ကြီးကြောင်လို့ပြောင်း Okay number 3 you can also say that ဒီလိုလည်းပြောလို့ရတယ်တဲ့ something is going to happen in the future အနာဂတ်မှာတခုခုဖြစ်ဖြစ်တော့မယ်လို့ပြောခြင်းလဲ is going to happen is going to နဲ့ပြောလို့ရတယ်တဲ့ for example ဥမာအဖြစ် the man is is looking where he is going ထိုလူဟာတဲ့သူသွားနေတဲ့လမ်းကို तू မကြည့်နေဘူးတဲ့ he is going to walk into the wall to နေဟံကိုတိုက်မိတော့မှာ Now when we say that something is going to happen တခုခုဖြစ်ဖြစ်တော့မယ်လို့ပြောခြင်းရင် the situation တခုခုဖြစ်ဖြစ်တော့မယ်လို့ပြောတဲ့အခါ the situation now အခုလက်ရှိအခြေအနေက make this clear ဒီလိုဖြစ်ဖြစ်တော့မယ်ဆိုတော့ကိုထင်ရှားစေတာတဲ့ the man is walking towards the wall now အခုကြည့်လိုက်အဲ့လူကတကယ်နယံကြီးကိုတက်တက်ကြီးတွန်းနေပြီတဲ့ so we can see that ငါတို့မြင်နိုင်တယ် he is going to walk into it ဒီနယံကြီးကိုသူတိုက်မိတော့မယ်ဆိုတော့မြင်နိုင်တယ်အဲ့တော့ the is going to happen ကြတော့ ဆုံးဖြတ်တာလည်းမဟုတ်ဘူးစီစဉ်တာလည်းမဟုတ်ဘူးတခုခုဖြစ်ပြတော့မယ်ဆိုတာကိုယခုလက်ရှိအချိန်တွေကိုကြည့်ပြီးတော့မှပြောနိုင်တာမျိုးကို is going to happen ကိုသုံးတာ is going to bla 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 ပေါ့ဗျာအဲ့တော့ယခုလက်ရှိအချိန်တွေကအဲ့ဒီလူကလမ်းမကြည့်ဘဲနဲ့သွားနေတာဒါကြောင့်မို့နိုင်ငံကိုတိုက်မှာယခုလက်ရှိအချိန်တွေကိုကြည့်လိုက်တော့တေချာဖို့ဖြစ်မယ်ဆိုတဲ့ကိစ္စမျိုးကို going to နဲ့သုံးတာပါတဲ့ some more example ဥပမာချုပ်ကြည့်ကြအောင်ဆို look at those black clouds ဒီတိမ်တိမ်မဲကြီးတွေကိုကြည့်လိုက်တဲ့ it's going to rain မိုးရတော့မှာ we can see the clouds now တိမ်ကြီးကိုကြည့်ပြီးတော့မှတခုခုဖြစ်ပြတော့မယ်ဆိုတော့ကျွန်တော်တို့ပြောနိုင်တာဒါယခုလက်ရှိအသက်သေတာရကတွေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မယ်ဆိုတော့မျိုးပြောရင်လဲ going to ကိုသုံးတယ်တဲ့ i feel terrible ငါနဲ့ထိုင်ရတာမကောင်းဘူး i think i'm going to be sick ငါနေမကောင်းဖြစ်တော့မှထင်တယ်ဒါဒီနေမကောင်းဖြစ်တော့မှ तू အတိနေတာဘာလို့လဲဆိုတော့အခုလောလောဆယ်ကို तू ဖြစ်နေပြီလေ ခံစားရတာမကောင်းဘူးသူဆူဆူဝါးဝါဖြစ်နေတာအဲ့တော့ယခုလက်ရှိအခြေအနေတွေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မလဲတေချာပေါက်ပြောချင်တဲ့ကိစ္စမျိုးကို I'm going to နဲ့ပြောလို့ရတယ်တဲ့ The economic situation is bad now အခုဆိုရင်စီးပွားရေးအခြေအနေကအရန်ကိုဆိုးနေပြီ things are going to get worse နောက်ထပ်လဲဆိုးဖို့ပဲရှိတော့တယ်အဲ့တော့ဒီခုလက်ရှိအခြေအနေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုတေချာပေါက်ပြောနိုင်တဲ့ကိစ္စမျိုးကိုလည်း is going to ကိုတွန်းလို့ရတယ်တဲ့အဲ့တော့ I'm going to do something ရဲ့ I'm going ရဲ့ဒီ is going to blah 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 ရဲ့ဆိုတာကကျွန်တော်တို့ကပထမဦးဆုံး season ထားပြီးသားကိစ္စမျိုးဆုံးဖြတ်ထားပြီးသားကိစ္စမျိုးဆိုတော့ I'm going ကိုတုံးတာဒါမှမဟုတ်ဆုံးတာဆုံးဖြတ်ပြီးပြီး zero မစစ်စရာဒီဘူးဆိုရင်တော့ I'm going to do something ကိုတုံးတာဖြစ်တယ်တခခုဖြစ်ပြတော့မယ်ဆိုတာကိုတေချာဖို့ပြောနေတဲ့ကိစ္စမျိုးကိုလည်း going to နဲ့တုံးပါတယ်တဲ့ ဟုတ်ကဲ့နောက်တစ်ခုသူကရှင်းပြထားဒါကတော့ past tense နဲ့သုံးတာ I was going to do something ဆိုတာဒီ I intended to do ရယ်ကိုလုပ်ဖို့ရည်ရွယ်ခဲ့တာ but I didn't do it မလုပ်ခဲ့ဘူးကိုရည်ရွယ်ခဲ့တယ်သူတော့မလုပ်ဖြစ်ခဲ့တဲ့ကိစ္စမျိုး We were going to travel by train ရထားနဲ့သွားဖို့ကျွန်တော်တို့ရထားနဲ့သွားသွားမလို့ but then we decided to drive instead instead ကျွန်တော်တို့ကားနဲ့သွားဖို့ပဲဆုံးဖြတ်ခဲ့တာเนาะဒါအရင်ကတော့သူရထားနဲ့သွားဖို့စီစဉ်ခဲ့တာနောက်တော့သူရထားနဲ့သွားမဲ့စားကားမဖို့ဆုံးဖြတ်လိုက်တယ် I was just going to cross the road when somebody shouted stop အဲတဲရောက်ကကျွန်တော်ရက်လို့နော်អော်လိုက်တဲ့အခါကျွန်တော်ကဘာလို့တော့မလို့လဲဆိုတော့ဒီလမ်းကိုဖြတ်ကူးတော့မလို့နော်ဒါကတကယ်တော့မဖြတ်ကူးခဲ့ဘူး you can say that something was going to happen တခုခုဖြစ်ဖြစ်တော့မယ်လို့လည်းပြောခဲ့လို့ရတယ်တဲ့ but did it happen မဖြစ်ဖြစ်ခဲ့တယ်ဘူးမဖြစ်မဖြစ်ဖြစ်ခဲ့ဘူးဖြစ်ဖြစ်ခဲ့တော့မလို့ဆိုတဲ့ကိစ္စမျိုးကိုလည်းပြောလို့ရတယ်တဲ့ i thought it was going to rain but it didn't ကျွန်တော်မိုးရွာမယ်ထင်ခဲ့တာသို့တော့မိုးရွာပြီဆိုတဲ့ကိစ္စမျိုးကိုလည်း past နဲ့ was going to was going to do was going to happen ဒီလိုမျိုးသုံးလို့ရပါတယ်တဲ့ okay ဒါဆိုရင်တော့အဆင်ပြေလိုက်မယ်လို့ထင်တယ်ဒီဟာလေးကအရန်လွယ်တယ်ကျွန်တော်တို့ exercise လေးတွေကိုလုပ်ကြည့်ကြအောင်ဆို Okay, exercises. Write question one's going to. Going to ne exercise ke lu pi ba. Me kwin ni yi ba de. Your friend has won some money. Me tengae chin ga pasan chou nai ya ga de US me de. What do? Me ba lu mle lu me ma bo. What are you going to do with it? Okay, number 2. Your friend is going to a wedding next week. Me tengae chin ga nau pat ma mingla kwa de pwae wo tet ma US me me de. Me ba wa ma le bo. Da season thapisa kaisa yi de bya. Mingla bae taw ma season thapisa. What are you going to wear? ဖြစ်ပါတယ်နံပါတ်3 your friend has just bought a new table us မိတ်ငယ်ချင်းကစပွဲအတက်တလုံးဝင်လာတယ်မိင့ကမေးတယ် where ဖွင့်နေမိထားတဲ့အတွက်ဘယ်နံမှာထားမှာလဲ where are you going to put okay therefore your friend has decided to have a party us မိတ်ငယ်ချင်းကပါတီပွဲတစ်ပွဲလုပ်ဖို့စီစဉ်ထားတာ us မိင့ကမေးလိုက်တယ်ဘသူတွေကိုဖိတ်မှာလဲ who are you going to invite okay number 5 your friend has bought some fish or fish for dinner us မိင့ငယ်ချင်းက dinner အတွက် ငားတွေဝင်လာတယ်မင်းကမေးတယ်မင်းဘယ်လိုချက်မှာလဲ how are you going to cook okay ဒါကတော့စီဇန်ထားပြီးသား sorry ဆုံးဖြတ်ထားပြီးသားစီဇန်ထားပြီးသားကိစ္စမျိုးတွေကိုကျွန်တော်တို့က are going to going to နဲ့တုံးတာဖြစ်ပါတယ် okay ဒါဆိုရင်20.1 20.2ကိုကြည့်ကြအောင်ဆိုဗျာ complete the sentences using i'm going to i'm not going to i'm going to နဲ့ဒါမှမဟုတ် i'm not going to နဲ့အောက်က box ထဲမှာပေးထားတဲ့ဒီချက်ကလေးတွေနဲ့ ဖြစ်ပြီးပါတယ်။ Okay ဒီမှာတူရမထင်ရှားလို့ကျွန်တော်ချက်လိုက်အောင်မယ် not e ကပေးထားပြီးပြီ။ Okay the cheese smells horrible. ဒီဒိန်ကဲနဲ့ညအရန်ဆိုးတယ် I'm not going to eat it ငါမစားဘူး။ Uh, number two, I haven't been trying hard enough. ငါတိတ်မကြိုးစားခဲ့ဘူးတဲ့ငါလုံးလုံးလောက်မကြိုးစားခဲ့ဘူး. From now on အခုချိန်ကစပြီးတော့မှငါကြိုးစားတော့မယ်။အဲ့တော့ကြိုးစားတော့မယ်လို့ပြောနော် I'm going to အဖြစ်ဘာထက်မလဲ I'm going to yes try I'm going to I'm going to try harder ဖြစ်ပါတယ် Number 3 I have to make a speech tomorrow ဘယ်ပြန်ကြမှာမင်ကွင်းပြောရမှာလေ but I don't know ငါမသိဘူး what ဘာပြောလဲဆိုတာငါမသိဘူး what I am going to မထင်မလဲ say yes say ငါဘာပြောလဲဆိုတာမသိဘူး Okay number 4 the car is very dirty. ကားရရန်ကုန်ညစ်ပတ်နေပြီတဲ့. I know ငါသိတယ်။ဘာလို့မလဲ? I'm going to wash စီကြောမှာပေါ့ဗျာစီရောမှာပေါ့ i'm going to wash it now five i've been offered a job ငါ့ကိုအလုပ်တစ်ခုကမ်းလှမ်းလာတာတဲ့ဘတ်ကြပါမယ် the pay is too low လာစားကအရန်နဲ့လို့ तू လက်ခံမှာမဟုတ်ဘူးလို့ပြောချင်တာလက်မခံဘူးတဲ့ i'm not going to accept ဒါဖြစ်ပါတယ် okay number six a language but i haven't decided yet which one အဲ့တော့ i'm going to la i'm not going to la i'm going to ဖြစ်မှာပေါ့ဗျာ To bayat ku lila mesra wu le tu mesong piya dibu tu ga language tu I'm going to learn bobya, dama learn I'm going to learn a language. Number seven, one day in a marathon is my ambition. Tene jaye nga marathon dewe ma wun jay me. Bi me, I'm going to run in a marathon is my ambition. Okay, number eight, the food is, the food in this restaurant is awful. Di sata say nga, အစားတောက်တယ်အရန်ဆိုးတယ်တဲ့အဲ့တော့ဘာမလုပ်ဘူးလဲ I'm not I am sorry ဒီ complaint ပေါ့နော်စောတော့ကသွားတက်မှာ I am going to complain ဖြစ်ပါတယ် Ben doesn't need to know what happened Ben ကဘာဖြစ်ခဲ့တယ်ဆိုတော့သိဖို့မလိုအပ်ဘူးဒါကြောင့်မို့ငါသူ့ကိုမပြောဘူး I'm not going to tell him ဖြစ်ပါတယ် Okay အရန်လွယ်ပါတယ်နောက်တစ်ခုကြည့်အောင်ဆိုဗျာ 20.3 what is going to happen in this situation ဒီအခြေအနေတွေမှာဘာဖြစ်မလဲတဲ့ use the words in brackets ခွန်းနဲ့ပေးထားတဲ့ဟာလေးကိုသုံးပြီးတော့မှရေးပြပါအဲကျွန်တော်တို့လေ့လာနေရသည် going to သုံးဖြစ်တဲ့အတွက် going to နဲ့ရေးပြရမှာပေါ့ there are a lot of black clouds in the sky ကောင်းကင်မှာတိမ်မဲကြီးတွေအများကြီးရှိတယ်အဲ့တော့မိုးရွာတော့မှာပေါ့ is going to rain number 2 is 8:13ရှင်းနိုင်ခွဲပြီ thomas leaving home အင်္ဂါနဲ့ထွက်လာတယ်တဲ့ he has he has to be over 8:45သူကအလုပ်ကို8:45မှာသူရောက်ရမှာ but the journey takes 30 minutes ဒီ ခကြီးကမိနစ်30ကြာမယ်အဲ့တော့မိနစ်30ကြာမယ်အဲ့တော့၈နာရီခွဲရှိနေပြီထွန်ကအင်ကထွက်လာတယ်သူက၈နာရီ45မှာ၈နာရီ45မှာအဲ့လိုကိုရောက်အောင်ပါအဲ့တော့ခကြီးကလည်း30မိနစ်ကြာမယ်ဆိုတော့30မှာမိနစ်နောက်ထပ်30မိနစ်ပေါင်းလိုက်ရင်သူ9နာရီထွန်မရောက်ချီတော့မှာပေါ့အဲ့တော့သူကတော့တေချာပါဘာလို့တော့မှာလဲနောက်ကြတော့မှာအဲ့တော့ he is going to be late လက်က adjective မျိုး be ထည့်ပေးရပါတယ်နံပါတ်3 there is a hole in the bottom of the boat လေ လေမာတဲ့လေမာအပေါက်တပေါက်ရှိနေတယ် a lot of water is coming in coming in through the hole အပေါက်ကိုဖြတ်ပြီးတော့မှရေတလုံးစီးဝင်လာတယ်တဲ့အဲ့တော့လေရပါဖြစ်တော့မှလဲ the is going to sink okay amy and ben are driving amy နဲ့ ben ကကောင်းနေကြတယ် the tank is nearly empty ဒါစီကံကိုပြောတာပေါ့နော်စီကံကတော့တဲ့မရှိသလောက်ပဲကုန်ကနီးနေပြီ it's long way to nearest petrol station အနည်းဆုံးဒီဓာတ်ဆီဆိုင်ကလည်းအဝေးကြီးရှိသေးတယ်တဲ့အဲ့တော့သူတို့ဟာဘာလုပ်တော့မှလဲ they are going to run out of petrol သူတို့စီကွန်တော့မှာပေါ့ဗျာ Sarah's car was badly damaged in the accident Sarah ရဲ့ကားက accident မှာအရန်ကိုဆူဆူဘောဝါထိခိုက်သွားတယ်တဲ့ Now it has to be repaired အခုတော့ပြင်ဆင်ဖို့လိုနေပြီသူ့ကိုအများကြီးကုန်ကြတော့မှာပေါ့ It is going to cost her a lot to repair the car ဖြစ်ပါတယ် Okay တော့ <laughs> now, so the cool so, yeah. complete the sentence in was or were going to was not were going to, uh, we're going to uh, we were going to travel by train but then we decided to go by car instead okay that is not travel i'm blah 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 some new clue yesterday but i didn't have time to go to the shops Sam Nicholas အဝစားတဲ့တွေကိုသူကွက်လက်ခဲ့မလို့တဲ့ဘတ်တိုင်းမဲ့အချိန်မရှိခဲ့ဘူးတဲ့ဆိုင်ကိုတောက်ဖို့အချိန်မရှိခဲ့ဆိုဘာလုပ်ခဲ့မလို့လဲသူအဝစားတဲ့တွေဝဲခဲ့မလို့ပေါ့ဗျာနော်အဲ့တော့ I was going to buy ဖြစ်မှာပါမနေ့ကအဝစားတဲ့တွေဝဲခဲ့မလို့အတိုင်းမဲ့ဆိုင်ကိုတောက်ဖို့အချိန်မရှိတော့မဝဲခဲ့ရဘူး Tom and I tennis last play but he hurt his knee and had to cancel Tom နဲ့ကျွန်တော်ကမနေ့အလွန်ခဲ့တဲ့အပတ်ကတင်းနဲ့ကစားခဲ့ကြမလို့တို့တော့ညာလဲသူကဒုနာပြီးတော့မှ ူးနာလို့ကန်ဆယ်လုပ်ခဲ့ရတယ်အဲ့တော့ထွန်းမနိုင်ထွန်းမနိုင်ဆိုတော့အများဆိုတော့ဝယ်တော့မှာပေါ့ဗျာနော် where going to play tennis or to play okay number 4 i'm blah 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 jane but i sent her an email instead ဒါမဲ့အဲ့ဒီတွက်စားကျွန်တော်သူ့ကို email ပဲပို့ခဲ့တယ်အဲ့တော့ဘာလို့မလုပ်လဲသူကဖုန်းခေါ်မလို့ I was going to phone Jane, but I sent her an email instead. I thought the exam hard. ကျွန်တော်ထင်ခဲ့တာဆောင်းပွဲကအရန်ကိုခက်ခဲလိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့ကိုမျိုးလွန်ထားတဲ့ကိုပို့ပြမလဲကိုခဲ့တယ်အဲ့တော့ the agent agent ဆိုတော့ was going to be was going to be hot ဟာက adjective ကိုပြီးထည့်ပေးရတာပါ okay peter his job but in the end in the end he decided to stay where he was peter ဟာအလုပ်ထွက်ခဲ့မလို့တတော်ညာလဲသူသူဒီနေရာတိုင်းမဲ့သူနေဖို့ဒီတိုင်းလဲမဲ့နေဖို့ဆုံးဖြတ်ခဲ့တယ် peter was going to give up okay နောက်တစ်ခုပဲကျွန်တော်လဲ i'm sorry i'm interrupted you အာကြားပြပြောရတာစိတ်မစိတ်မကောင်းပါဘူးတဲ့အနာပါတယ်တဲ့အကြပြပြောလဲရတာကိုစိတ်မကောင်းပါဘူးသူပြောပြီးပြီပေါ့နော် interrupted ဆိုတော့အဲ့တော့မင်းဘာကြောင့်ပြောနေတာပါလဲ what were you ဘာပြောနေလဲ going to say မင်းဘာပြောမလို့လဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay ဒါဆိုရင်တော့အားလုံးဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ဆင်ပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝေယမ်းချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးတိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ပါ channel ဒီတဲ့ဝေရဲ့ future continuous tense ကိုလည်းဒီစောက်ထဲကိုပဲတုံတုံပြီးတော့မှကျွန်တော်ဗီဒီယိုတစ်နောက်ထပ်ပို့လုပ်ပေးပါမယ် okay နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင် bye bye